က်25နှစ်လောက်တော့ဟိုဝင်းလျှောတဲ့ဥစ္စာဖြစ်ခဲ့ပါတယ်ဆရာဝန်တွေကပြောတယ်စေဝန်စင်ကန်ကို25မိနစ်တော့နောက်ကျလို့ရှိရင်အသက်အန္တရာယ်တော့ရှိနိုင်တယ်လို့ပြောပါတယ်အဲ့နောက်မှာတော့ဒီကျမတို့2004ခုနှစ်လောက်မှာလင်းစည်းပိုလံကိုစတင်ပြီးတော့လေ့လာခဲ့တယ်လေ့လာတဲ့အခါမှာရန်ကုန်ကိုသွားပြီးလေ့လာမှဖြစ်လို့အဲ့မှာကားစီးရမှဖြစ်ပါတယ်ကားစီးရတော့ကြာကျမတို့ကဒီကားစီးတဲ့မူးတဲ့အန်တဲ့ဓာတ်ကိုမခံနိုင်ပါဘူးမခံနိုင်တော့ဘလောက်တောင်ဆိုးလဲဆိုရင်နာရေးဒီပါကြီးလိုက်ပို့လို့ရှိရင်စီရသေးတဲ့လူကဒီလောက်ဆိုးရင်မှဆိုးမယ် နောက်ကကားစီးတဲ့လူကတော်လေးကိုအခမ်းခက်ပါတယ်။အဲအကြောင်းကျမတို့ကဒီလင်းစည်းပူလံကိုစလေးလာကားစားမှာပဲတုံ့ပြန်မှုတွေဘာတွေမကြောက်ပါဘူး။အဲ့လိုယုံကြည်မှုနဲ့ပဲ၃လုံး၅လုံး၃ချင်လောက်စားလိုက်တဲ့အခါမှာဒီမူးတဲ့အနက်တဲ့ဒဏ်တွေကို2004ခုနှစ်ကတည်းကဒီကားတောက်တတ်တဲ့ဒဏ်တွေကိုကင်းဝေးသွားတာခုချိန်ထီအောင်ပါပဲအဲ့နောက်မှာတော့ကျမတို့2014လောက်ကတည်းစပြီးတော့ကျမဒီဘိုက်နာတဲ့ဝေဒနာကိုခံစားရပါတယ်ဘယ်လိုခံစားရလဲဆိုလို့ရှိရင် ိုကျွန်မတန်တရာတဲ့တင်ကွက်ပြီးတော့ဟိုဟိုခေါင်းတစ်ချမ်းကိုက်လို့ညစ်တိတိညစ်စီစီနဲ့နေသလိုပဲအဲ့လိုခန်းစားပြီးတော့ခေါင်းတစ်လုံးလုံးနဲ့မှောက်ပြီးတော့ဟိုဝင်ရဝင်ရထုမှောက်နေလိုက်လို့ဆိုရင်တက်တာတယ်။နောက်ရေတွေပါတယ်ရေကန်ထဲမှာရေနဲ့နေလို့ရေခတ်ချိုးလိုက်လို့ဆိုရင်ဗရိဒါနဲ့နှီးသလိုပဲရှတ်တာရှတ်တာနဲ့အဲ့လိုခန်းစားရတယ်။ကျွန်မဘိုင်းနာတဲ့ဝေဒနာကြတော့ဟိုအထက်ကိုလည်းမအံဘူး။လေချင်းတက်တာဒီပဲစချင်းလဲမပြန်ဘူးဟိုအရေးတွေပါတွေဝင်လဲမသွားဘူးအဲ့တနေရာတွေမှာနေကွဲပြီးတော့ညစ်တိကြီးတိနဲ့အဲ့လိုနာတဲ့ဝေဒနာကိုခံစားရပါတယ် အဲ့ခန်းစားရတော့ကြတော့ကျမတို့ကလင်းစည်းပူလံကိုတော့၃လုံး၅လုံး၃ချိန်၄ချိန်အဲ့လိုစားတယ်၅ရက်လောက်ကို၃စုံ၃လောက်9ရက်ကို2စုံ3စုံလောက်ဆိုအဲ့ဘိုင်းနာတို့မှလိုရင်လိုသလိုစားတယ်စားပြီးတော့မှကျမ2014မှာအစာရင်ပန်းမြောင်းကြည့်ပါတယ်ပန်းမြောင်းကြည့်တော့ကြတော့ကျမဟိုကွက်ကူတယောက်ထဲသွားတာပါတယောက်ထဲသွားပြီးမှပန်းမြောင်းကြည့်တော့ကြတော့လူ16ရောက်လောက်ပန်းမြောင်းကြည့်တာမှာအရွယ်မျိုးစုံပေါ့အသက်အရွယ်မျိုးစုံထဲမှာဟိုဝှီချက်နဲ့ပြန်ထုတ်ရတယ်ဒီဘေးကအဆောင်တယောက်ပါတယ် ဒီ7မိနစ်15မိနစ်လောက်တော့နည်းနည်းအနားယူရတယ်အဲကျမကကြတော့ဟိုဒလက်လဝင်းအဖော်ဘူးပါဆိုကျမလည်းဘူးမမပေါ့ဆိုကိုကကိုမညောကြည့်ပြီဆိုဇက်ဆိုထားတယ်ပြီးတော့ကောင်တာမှာပက်ဆက်ရှင်းပြီးတော့ဟိုကကိုအဲ့လိုပြန်လာကြတာအဲ့နဲ့ CD ပြားလေးဆရာဝန်တွေကဆမ်းမတွေကယူမလားဆိုတော့ယူမယ်လို့ပြောကြတော့ကြတော့ဥသိမ်းဥယင်းမိုက်မှာအနာဖြစ်ပြီးတော့ပီတဲနေတယ်လို့ပြောပါတယ်ပြောတော့ကြတော့ကျမတို့အဲ့ဒီအစိုင်စေးစားစေးနှစ်လလောက်ပေးပြီးတော့ကျမတို့နည်းနည်းတက်တာတော့မကွေးကိုပြန်ခဲ့တယ်ပြန်ပြီးတော့နောက်တစ်ခါကြတော့ ဒီမှန်မြောင်းပြန်ရိုက်ဖို့အတွက်မန္တလေးကိုတခါပြန်လာတယ်ပြန်လာတော့ကြတော့ဒီကျမတို့ဟိုကုသတော်ဖျားနာမှာတဲ့ပြီးတော့အဲကျုံးတပတ်ခွဲကိုကျမတို့ကအချင်းချင်းသွားတယ်ဆေးဝင်ကြီးကိုဒီတိုင်းမဲ့သွားတယ်ဆရာဝန်ကအဲ့လိုကကျမဖြစ်တော့လဲကိုအလေးချိန်ကကျမပေါင်120လောက်ရှိတော့ကို93ပေါင်လောက်ပဲရှိပြီးတော့ဟိုအဲ့ဆရာဝန်ကဟိုကျမတို့အဲ့လိုလာတဲ့အတွက်ကိုထိတိပြပြနဲ့ဖြစ်နေတာလမ်းမှာမူးမယ်လဲနေဆိုကျမတို့တော့လဲဘလို့မှတော့မနေဘူး ဆရာဝန်မျက်စိနဲ့ကြည့်တော့လေသူတို့မှထိတိပြပါဖြစ်နေ။ကိုကကိုတော့ကောင်းနေပါပဲ။အဲ့နဲ့ဒီမှန်မြောင်းကြည့်လိုက်တဲ့အခါမှာတော့ဟိုဟာပန်းအောင်ပြေးနေပြီးတော့ဟိုဒီအသားစယူပြီးတော့ထုတ်ဆရာတာတို့ဒီခုနကပြောတဲ့အကျိတ်ဖူတဲနေတာဆိုတာဒီအဲ့လိုတွေမတွေ့ရပါဘူး။ကျမက2014ရတဲ့လို့ဘိုက်နာလိုက်ဟိုပျောက်လိုက်လင်းစည်းပုံလောင်းလဲတိုးလူသလိုစားလိုက်နေနေတာဒီပေါ့2016ကြတော့ဦးသိန်းဦးရင်မိုက်မှာအနာဖြစ်နေတဲ့ဟာလေးက ဆယ်ရက်ကိုလက်ဖက်ဝံတစ်လုံးလောက်သွေးထွက်နေတယ်တဲ့ဆရာကအဲ့အလေးကိုဖြတ်ပြီးတော့ဆက်ပလိုက်ချင်တော့အစင်ပြေးသွားမယ်ဆိုတော့ကြနေပြည်တော်မှာ2016တလာပိုင်းကဖြတ်ပြီးတော့ဆက်လိုက်ပါတယ်ဆက်လိုက်တော့ကြတော့ဟိုကျမအနေနဲ့ဒီကြားတဲ့တွေထဲမှာတော့ဟိုတုံးလုံးလဲလူမပါတော့မဖြစ်ဘူးနေထိုင်ကောင်းခဲ့ပါတယ်အခုကျမဒီ2019 6လပိုင်းဟိုမင်္ဂလာတန်းန်းလာတက်တော့အိမ်မတက်ခင်တော့မကွေးမှာနေပူကြီးမှာသွားတယ်ပြီးတော့မှဖရဲသီးစားတယ်နောက်တော့တရပန်းသူများကိုလုတ်ကြတာကိုဒီနှစ်ဖက်သုံးဖက်ကလေးကြံတာကို ဟိုဘလို့ရမသူစားပြတော့ကျွန်မအမှန်အငါဆရာဝန်တွေကကျွန်မဖြစ်တော့မေးတယ်အကခက်ပြောက်စီတွေစားသလားဟိုချင်းငန်းစက်တွေလို့လက်ထက်ကျင်တို့စားသလားကော်ဖီတွေအစွဲတောက်လားဆိုတော့အဲ့သူမျိုးစလုံးကျွန်မဘာတစ်ခုမှမလုပ်ခဲ့ဘူးဒါပေမဲ့လို့ဆရာဝန်တို့ပြတ်ပြတ်တော့ရေဆောင်နေတယ်အခုတော့ဝင်းခဏခဏချုပ်တတ်တယ်။အော်ဆရာဝန်ဒီပြဿနာဒီကြောင့်ဖြစ်တာ ው တဲ့။အဲကျွန်မတို့ချမ်းချမ်းဖြစ်တာနဲ့မတူဘူး။ကျွန်မတို့ကတစ်နှစ်လုံးနေလို့ပါတာစီတော်မို့တပြားဝင်းနဲ့မရဘူး။ပြီးခဲ့တဲ့အဲ6လပဲတော့ဖြစ်တော့ကြတော့ဘူး။ကျွန်မပထမဦးဆုံးများ ဖြစ်တဲ့ဘိုင်းနာတဲ့နေမှာတစုံကုန်တယ်။နောက်ဒီ9ရက်လောက်အတွင်းမှာဟိုသုံးစုံလောက်ကောင်းတယ်။ဒီမင်္ဂလာတင်နဲ့လာတက်တော့လေကျွန်မတစ်ခါလေးကြအဲ့လိုညစ်တီတီလေးနာလိုက်မနာလိုက်နဲ့မတက်တဲ့အစားစားတွေမစားဘူး။အဲ့လိုပြန်သွားနေတယ်သူကကျွန်မတို့ဒီဓာတ်စာတွေကိုမခွေးပြန်ရောက်တော့ကြတော့ဟိုထက်ပြီးတော့ဟိုတိုးပြီးတော့ဟိုအဲ့9ရက်လောက်အတွင်းမှာနှစုံသုံးစုံကိုအောင်စားပြစ်တာလေဒီထုတ်ကုန်ပစ္စည်းရှင်းပွဲမှာကြတော့ကျွန်မတို့မခွေးရမိတ်ဆွေတယောက်ကမေးတယ် 哎，现在怎么多啊！就咱们老百的的外的家路线，哦，临时不浪，我这从的啥的，怎么好属于哦，乌蓬乡的内地，沙皮的里，怎么路一路三五三路伊拉是罗家，哎，他妈罗的那边的，嗯，现在罗现在他妈的东内家的，都不是这到路东内地的，一路是罗家，怎么罗啊，那过来有红木西的，哎，地皮西的，哦，沙拉前头大马路是罗家道路，就马罗一路有红木那沙格路马路，怎么安尼的。 ီမိုဂလိုဘင်တွေပါစစ်တော့ကြောက်လဲအခု37ကြာမှရှိပါတယ်နောက်ပြီးတော့ကြမတက်တဲ့အစားတက်လဲတော်လေးတော့ရှောင်ရပါတယ်မဆောင်ရင်တော့ကိုယ့်ရဲ့ဒီကလီဇာကနည်းနည်းပြတ်တဲ့သဘောမှရှိပြီးသားဆိုတော့ကြတော့နှမ်းနဲ့လော်စားတယ်ကျမတို့ကမုံလာဥနီစားတယ်အချုံမုံဒီကြက်သားမှုပြင်ပအစားစားဒီ chemical ပါတဲ့အစားစားဆိုတာတွေကတော့ဆာမကြီးတို့နဲ့လိလာကြရင်တော့တလူငွားလဲစားစားမရှိတော့ကြပိုးပြီးတော့ရှောင်ပြပါတယ်